ူညူရာခြေခံ basic 4ဟုတ်ပြီနော်ချစ်မှာ basic 1 2 3လေးလာပြီးွားပြီဒီဘက်လေးမှာကတော့ basic ကွန်ပျူတာခြေခံ basic 4ကိုလေးလာရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုချိန်လောက်ဆိုရင်တော်တော်လေးလဲနားလေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ကွန်ပျူတာတွေကိုဟို video 1 2 3တုံးခုလုံးရအောင်ကြည့်ပြီးွားရင်ဒီ video နံပါတ်4ခုမြောက်က A7 ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်စရအောင် အဲဒီနံပါတ်၄မှာဘာကိုတင်ထားလဲဆိုရင် basic 4မှာ personal license အကြောင်းကိုတင်ထားပေးတယ် okay personal license အကြောင်းကိုဘလို့တင်ထားပြီလဲဆိုရင် basic 1လေးကိုနည်းနည်း basic 3ကိုပြန်နှွေးကြည့်မယ် right click ထောက်လိုက်အဲဒီမှာဆိုရင်ကျွန်တော်တို့မှာ view ရယ် shop ရယ် we fly ရယ် new အကြောင်းကိုရှင်းပြပြသွားပြီဟုတ်ပြီနော် basic 3မှာ IT ရှင်းပြပြသွားပြီအဲဒါဆို basic 4ဒီ number 4ကကြတော့ personal license အကြောင်း personal license အကြောင်းဆိုရင် တစ်ချက်ကလစ်လိုက်အဲလေပါအဲ့တော့ personalize မှာဆိုရင်အချက်အားလုံးပေါင်းဆိုရင်ကျွန်တော်တို့အရင် version တွေမှာခုနှစ်ချက်ရှိတယ်ဒီ version မှာကြတော့အဲ6ချက်လောက်တော့ရှိမယ်နော်အဲ့တော့ဒါကြတော့ Windows 7 Windows 7ကိုသုံးထားတဲ့ version ပေါ့နော်တကယ်လို့အတူတူပဲနော် personalizing တွေ့တာလည်း Windows 7ဆိုစလုံးအိဗယ်တွေကတော့အတူတူပဲအဲ့နေရာလေးကွာပါလိမ့်မယ်ဒါလေးတော့တစ်ချက်တာ โอเคအဲ့ဆိုရင် personalizing ကိုထောက်လိုက်တယ်เนาะထောက်ပြီးလိုက်ဒီမှာ number 1 background ဟဲ့เนาะ background ဆိုတော့ဘာလဲဆိုတော့ကိုယ့်ရဲ့ computer screen ရဲ့ background ပုံစံလေးအမနော်အဒီစခွင်မှာဒီရောင်လေးပြောင်းတာလို့ဒီရောင်ပြည့်တကယ်လို့ကတခြားရောင်ပြောင်းခြင်းဒီမှာတစ်ချက်ထောက်လိုက်အဲဒါတခြားရောင်ပြောင်းသွားတယ်ဟုတ်ပြီနော်တကယ်တခြားရောင်ပြောင်းခြင်းဒီမှာပြောင်းလိုက်ဟိုးမလှဘူးလားလှပါရဲ့နော်အဲ့တော့ right click ထောက်မယ် personalizing ထောက်မယ်ပြီးွားလို့ရှိရင်ဒီမှာကျွန်တော်တို့မလုပ်မယ် background ကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ဟာပြောင်းလို့ရတကယ်လို့မိမိရဲ့ပုံပြောင်းခြင်းနေအဲဒီမှာ picture ယူပြီးဒီနေရာလေးမှာ picture ကိုယူပြီးနော် slide color တို့ slide show လို့ရှိတယ်နော် solid color တို့ slide show လို့ရှိဒါပေမဲ့ကို picture ယူပြလိုက်ပြီးရင်မိမိတပ်ပုံကိုရတဲ့ပုံကိုရကုညာစကွန်တွေ့ဘူးလားဟုတ်နော်ကုညာစကွန်မှာလေးကိုရတဲ့ပုံထည့်ရအဲ့အဲ့ဒါကြတို့က browser ပို့တူသွားအဲ browser ပို့လို့ထောက်ပြီးွားလို့ရှိရင်ဒီမှာကိုတက်ပုံပို့တူပင်နားမှာရှိတယ်ပေါ့ကိုတက်ပုံလိုက်ရှာပေါ့ကိုတက်ပုံရှိတာနော်ကိုရဲ့တက်ပုံပင်နားမှာရှိလေကိုလိုက်ရှာတော့မှာဆရာတော့ဒီမှာဆရာရဲ့ဒီဟာလေးပဲ i go computer book ဆိုတဲ့ logo လေးပဲထည့်လိုက်မယ်နော် i go computer book အဲဒါလေးပဲယူလိုက်မယ် ဒါဓာတ်ပုံချာနော် browser ပူတူသွားပြီးတော့မိမိဓာတ်ပုံပင်ထားမှရှိလဲ desktop ပေါ်မှာလား floor ထဲမှာလားလိပ်ရှာရှာပြီးဘာလုပ်မလဲ double click နှစ်ချက်ထောက်လိုက်ပြီးသွားရင်အဲ့ဒီပုံကိုတစ်ချက်ထောက်ပြီးတော့ open ကိုနှိပ်လိုက်ရုံပဲဟုတ်ပြီနော်အဲ့ဒီကျွန်တော်ဆရာတို့ကြည့်ကြည့်မယ်ဘယ်ရောက်ပါလဲအဲဒီမှာမပြောင်းလဲပါဘူးလား i'm go computer board ဟုတ်ပြီနော်လွယ်လွယ်လေးပဲနော်ဒါဟိုဟာ ကိုယ့်ရဲ့ background change နာဒါပဲ regulator မယ် personalizing သွားမယ်သွားပြရလို့ရှင်ပေသွားမယ်ညွှန်းချက်ရမယ် background မှာပုံ change နာတကယ်လို့ကိုယ့်ရဲ့ပုံဟိုမှာပေါ့အမ် second slide slide show လေးဖြစ်ကျင်နေဆိုရင်တော့ဒီမှာ picture နေရာမှာတို့ဘာလို့မယ် slide show ပြောင်းပြလိုက်အာဘီနော်30စက္ကန့်30မိနစ်လားဒါမှမဟုတ် 1minute လား 10minute လားဆိုတာလေတော့ရေးပြရမှာဖြစ်တယ်ပေါ့နော် အဲ့မီနစ်လေးပဲရွေးပြီးွားရင် ပုံဝူကွာထောက်အောင်ဟုတ်တယ်နော်ဒီမှာကိုဘယ်လိုမျိုးအဲ1 minute ပေါ့နော်အဲ slide show မကောင်းမဘူး slide show အရင်နောက်တယ်ဆရာကတော့ picture ပဲပြောင်းတယ် picture ပြောင်းပြီးတော့ကိုယ့်ရဲ့တပုံလေးကိုကြိုက်တဲ့ပုံလေးပေါ့မျက်စိရှင်းတဲ့ဟာလေးပဲကွာပြောင်းလာတယ်တစ်ချက်ထောက်လိုက်ရယ်နော် okay အဲ့ဆိုရင် background အတွက်နားလဲွားပြီးနော် နောက်ထပ် background ပြီးွားပြီးဆိုလို့ရှိရင်နောက်တစ်ခါ color ကာလာကတော့တိတ်ပြီးတော့မလိုအပ်ပါဘူးเนาะဒီသင်းတွေကိုဒီသင်းတွေဒီညဒီညတွေကိုကာလာတွေကိုကိုချိန်းတာဒီ step window နှိမ့်လိုက်တဲ့ခါမှာကာလာပြောင်းသွားတာတိတ်ပြီးတော့မလိုအပ်ဘူးပေါ့เนาะအရှိပြန်ထွက်မယ်ကာလာမလိုအပ်ဘူးအဲအဲ့ဒီမှာသင်းလည်းမလိုအပ်ဘူးဟုတ်တယ်เนาะတူတူပဲနောက်တစ်ခုကဘာလဲဆိုရင်မလိုအပ်ဘူးမလိုအပ်ဘူးဒါတွေမလိုအပ်ဘူး နော်မလိုအပ်ဘူးအဲ့တော့ background တစ်ခုပဲလိုအပ်တယ်နောက်ပြီးရင် law screen law screen ဆိုတာက computer ကို ပိတ်လိုက်တဲ့အခါဒါမှမဟုတ် restart ချလိုက်တဲ့အခါလို့ screen မှာ law ကြတော့ computer ကိုမထိပဲထပ်ထားလို့ရှိရင် computer slip ဖြစ်သွားတယ်လေနောက်မှပြန်ထိလိုက်လို့ရှိရင် law screen ကျသွားတယ်အဲအဲ့လိုပုံစံမျိုးနော် computer က second chain နားရတယ်လေဟိုတဲမှာ second chain ဆလီဖြစ်တဲ့ခါမှာအဲ့ဒါကနောက်တင်ငန်းစားတွေလာလိမ့်မယ် control panel အကြောင်းကိုတီးတဲ့ခါကျရင်လာလိမ့်မယ်အဲ့တော့ computer ဆလီပိတ်ထားတာနီးကြီးရှိတယ်လေအဲ့တော့ computer ဆလီကတော့ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကအဲဆလီကတော့က5မိနစ်ယူထားလို့ရှိရင် computer က5မိနစ်မထိဘူးဆိုရင် computer ကပိတ်သွားတယ်ပိတ်လို့ကလက်လျင်တတိတိုင်း loss အခွင့်ပေါ်လာရဲ့အဲ့ဒီတူတူပဲဒီညမှာ loss အခွင့်လေးကိုထောက်မယ်ထောက်ပြီးသွားလို့ရှိရင် picture ပြောင်းလာမယ်ပြီးရင်ကိုယ့်ရဲ့ဓာတ်ပုံကိုထည့်လို့ရကြိုက်တဲ့ပုံပြောင်းလာလို့ရကိုယ့်ဓာတ်ပုံထည့်ခြင်းတော့ browser မှာ browser ပို့တူသွားပြီးတော့မိမိဓာတ်ပုံရှာပြီးထည့်လိုက်ပေါ့ဟုတ်ပြီနော် okay အဲဆိုရင် browser ပို့တူသွားပြီးတော့မိမိဓာတ်ပုံပင်သားမှာရှိလေရှာလိုက်ရမယ်ရမယ်နော်ဒါကြတော့ဗာလဲ background ပြီးသွားပြီး log screen ပြီးသွားပြီးဟုတ်ပြီနော်နိုင်မလို့ဟုတ် test bar test bar ကကြတော့လိုအပ်တဲ့ channel ဟာဒီမလိုအောင်နော် background ပြီးသွားပြီး log screen ပြီးသွားပြီး test bar အဲ့နော် star လည်းမလိုအောင် test bar ပဲဒါ test bar ကအဲ့မှာ test bar ဟုတ်ပြီနော် test bar တွေ့ပြီ test bar ကြတော့ဘာလဲဆိုလို့ရှိရင် test bar ဘာကိုပြောတာလဲဆိုလို့ရှိရင်သူကကိုယ့်ရဲ့ဟိုပါဘောနော် test bar ကိုကိုကဒီ second only ပဲထားခြင်းနဲ့ဆိုလဲ second only ဒါမှမဟုတ်ရင်နော်အဲ့ test bar မှာ notify နော်တက်စ်ပါမှာကြတော့อืมတိတ်ပြီးတော့တက်စ်ပါတစ်ခုလောက်ပဲလိုအပ်တယ်အများကြီးမလိုအောင်နော်တက်စ်ပါ behind မှာပဲเนาะအတက်စာတက်စ်ပါ behind ကိုရှာလိုက်ဒီမှာเนาะဒီမှာဒီဒီမှာဒီမှာဆင်းတာဆင်းတာဒီ screen ဒါတွေကကြတော့ဒီကိုယ့်ရဲ့ ကိုယ့်ရဲ့ကွန်ပျူတာမှာဒီ test ကိုယ့်ရဲ့ဒီဒီကွန်ပျူတာဒီဘက်တောက်ဒီမှာ test bar ပေါ်မှာဒီ test bar ပေါ်မှာတက်မှာသူကပိတ်ထားလို့ရတဲ့ဟာတွေရှိတယ်ဗောနော်မပိတ်ချင်ဘူးဆိုရင်မပိတ်နဲ့ဖွင့်တာပိတ်ချင်တယ်ဆိုရင်ဟွန်းပေးထားလိုက်ဒီမှာ test bar view ပိတ်ထားလိုက်ဒါဆိုရင်ဒီအောက်မှာမရှိတော့ဘူးဗောနော် pd scan data ဒီမှာဒီ view ကိုတမင်မလိုအပ်ပါဘူးဖွင့်ပြဖွင့်ထားပြီးလိုက်နောက်တစ်ခုဒီမှာမှာ test bar behind ဆိုတဲ့ဟာလေးကိုထောက်လိုက်ပြီးွားရင်ဒီမှာသူကဘာလုပ်လဲဆိုတော့ automatically hide the test bar ဒါကြတော့ test bar တော့အခုအခုအခုတော့ကျွန်တော်ကွန်ပျူတာကြည့်ရတလား automatic တာ highlight ဖြစ်နေနော်ဒါအဲ့အဲ့ဒါဒါပေးထားလို့အမှတ်ချက်ပေးထားလို့ဒီလိုဖြုတ်ကြည့်လိုက်အသေးကြီးပဲတွေ့လားဖြုတ်ကြည့်လိုက်ပါဆိုတော့လေ highlight မဖြစ်တော့ဘူးအသေးကြီးပဲတွေ့လားတွေ့မယ်နော် test bar ကိုဖြုတ်လိုက်တဲ့အခါမှာဖြစ်တယ် highlight မဖြစ်တော့ဘူးအသေးဒီလိုအမှတ်ချက်ပေးလိုက်မယ်ဆိုရင်သူက highlight ဖြစ်သွားတယ် ဟုတ်ပြီနော်ကျန်နေရတဲ့တိတ်ပြီးတော့အသုံးမဝင်ပါဘူးနော်ထားထားလိုက်ပါအဲ့တိုင်းပဲနော်ဒါတွေအတွက်သူစတင်တိုင်းလေးပဲသူထားထားလိုက်နော်အဲဆိုရင် test bar ကအဲ highlight လုပ်တဲ့ဟာတစ်ခုလေးတော့ပဲရအဲ့တော့ background ပြီးွားပြီ lock screen ပြီးွားပြီ test bar ပြီးွားပြီနောက်ပြီး fuck fuck အဲ fuck ကကြောက်တာခုနကဟိုတို့ photoshop တို့ beauty effect တို့လုပ်တဲ့ခါကျရင်ကိုက fuck လှလေးတွေ တောင်းပြီးတော့ကိုယ့်ရဲ့ဆက်တမှာထည့်ရတယ်ထည့်လို့ရှိရင်ဒီ fault တွေကိုရောက်သွားတယ်ဟုတ်ပြီနော်ဒီ fault တွေကိုရောက်သွားတယ် okay အဲ့ဒါဆိုရင်နော်အဒီ value လေးကိုကြည့်ရှုတဲ့တငယ်ချင်းအတွက်အရန်နဲ့မှအရေးကြီးတဲ့ flow ဝါချက်တစ်ခုကိုပြောပြမယ်နားတော့နော်ဘာလဲဆိုလို့ရှိရင်ဒီမှာအဓိကတော့ဒီ personalization မှာ background သိသွားပြီ lock screen သိသွားပြီ test bar သိသွားပြီ fault သိသွားပြီဟုတ်ပြီနော် အဲနောက်တစ်ခုဒမ်တင်းလို့လည်းခေါ်တယ်နော်ဒမ်လို့ခေါ်ကြိုက်တယ်လို့ခေါ်နော်တင်းလို့လည်းခေါ်တယ်ဒမ်လို့လည်းခေါ်တယ်အဲ့ဒါတော့တစ်ချက်ထောက်လိုက်ထောက်ပြီးွားလို့ရှင်ဘာလို့ကမလဲဆိုရင် desktop icon setting ကိုထောက်လိုက်အိုးသိကြနာတော့နော် personalize မှာဒမ်ကိုသွားပြီးတော့ desktop icon setting ကိုထောက်ပြီးတော့ဒီမှာအမှတ်ချက်တွေပေးရတာ ဒါကအရန်ကိုမှအရေးကြီးတယ် personalization မှာအဓိက main လို့တော့ပြောလို့ရတယ်ဆရာတို့ကွန်ပျူတာမှာကိုကွန်ပျူတာကဝင်းလို့တင်လိုက်တယ်ဆိုလို့ရှိရင် system icon တွေကမမြားမပါတဲ့ icon တွေနော်ဝင်းလို့တင်နေပါလားအဲ့ဒါအဲ့ဒါဒါတွေကတော့သူကအမှတ်ချက်တွေပြုတ်နေတာအဲအဲ့လိုမျိုးအဲ့လိုမျိုးမှတ်ချက်တွေပြောလို့ဒီမှာ system icon ရှာကြည့်မြားမပါတဲ့ icon ရှာကြည့်ရှိလားမရှိဘူး အရင်ရေးကြည့်တယ်နော်ကွန်ပျူတာကို window တင်ပြီးတာနဲ့ right click တော့ personalize ရန်သွားပြီးရင် them ကိုသွားပြီးတော့ desktop icon setting ကိုတစ်ချက်ထားပြီးဝိုက်ပါလို့မယ်အမှတ်ချက်တွေပြီးတစ်ချက်ထားရတယ်နော် approve ထားမယ် okay ပြီးလိုက်အဲဒါဆိုလို့ရှိရင် ကွန်ပျူတာစက်ခွင်ပေါ်မှာစစ်စတာအိုင်ကွန်တွေရောက်ရှိသွားတာဖြစ်တယ်။အဲတနည်းအားဖြင့်ပြောရလို့ရှိရင်စစ်စတာအိုင်ကွန်တွေကို desktop စက်ခွင်ပေါ်ဘလို့တင်မလဲ။တူတူပါပဲ။ဟုတ်ပြီနော်။တူတူပါပဲနော်။ဒါမေးခွန်းဆောင်ဝဲဖြေတဲ့ခါကျရင်မေးတယ်။ဆက်လို့ကြောင်းမှမေးနေကြ။ကွန်ပျူတာစက်ခွင်ပေါ်ကွန်ပျူတာစက်ခွင်ပေါ် desktop စက်ခွင်တွေကွန်ပျူတာစက်ခွင်ပေါ်စစ်စတာအိုင်ကွန်တွေဘလို့တင်မလဲ။အဲဒါကြောင့်အဲ့တော့ဘာကြောင့်တင်ရတာလဲဆို Windows တင်ပြီးွားလို့ရှိရင်ဒီ system icon တွေက ဝင်းဒိုးတင်ပြီးွားရင်စစ်စတာအိုင်ကွန်တွေကမပါလာဘူးဟုတ်တယ်နော်ဒိမ်ကိုသွားပြီးတော့ desktop icon setting ကိုသွားထောက်ပြီးတော့ပြီးတော့ဝင်းဒိုးတင်ပြီးဒါတွေကပြစ်လို့အမှတ်ချက်အပြုတ်လာကိုကွန်ပျူတာဝင်းဒိုးတင်ပြီးတာနဲ့ဒီဒီဒီ software တွေအကုန်လုံးကမရှိဘူးဒါထားထားလိုက်ဒါတွေမရှိဘူးထားလိုက်ဘာကြောင့်မရှိဘူးထားလိုက်လဲဆိုတော့ဟိုဒါကိုကွန်ကိုထည့်တာတဲ့ဟာလေလीဟုတ်လားစခွင်ကြီးကအလုပ်ကြီးအမှအင်တာနက်ကြည့်လို့ရတဲ့ logo browser တစ်ခုပဲပါလာတယ် ဝင်းတို့တင်ပြီးသွားရင်အဲဒါဆိုတို့ကဝင်းတို့တင်ပြီးသွားလို့ရှိရင်တို့ကဘာဆက်လုပ်ရလဲဆိုလို့ရှိရင်ဒီ system icon ကို desktop ပေါ်မှာပထမအုပ်ဆုံးတင်ရတယ်ဝင်းတို့တင်နေပူးတဲ့လူတိုင်းသိလိမ့်မယ်အဲ့ဒါဘယ်လိုလုပ်လဲဆိုရင် right click ထောက်တယ် personalizing ကိုသွားတယ်ဒီနေ့တင်တဲ့သင်ခန်းစာ personalizing မှာပါပါတယ်အဲ့တော့ background သိပါပြီကနပ်ပြီး lock screen သိပါပြီနောက်ရ task bar သိပါပြီ font သိပါပြီဒီမှာတင် တင်မအရေးကြီးတယ်နော်အဲ့တော့ကိုကဒီ program ကြီးနေတဲ့လူတယောက်ကွန်ပျူတာကိုတကယ်လေ့လာလို့ဆိုကျန်တဲ့ကဘာမှမသိတော့မှသင်းုံသိရမယ်မသိလို့မရဘူးဘာကြောင့်လဲ window တင်တက်သွားတဲ့ခါကျရင်ဒါတွေကလောက်ကိုလုတ်ပြရတယ်သူများကွန်ပျူတာကိုပေါ့နော်အဲ့တော့သင်းမှာ desktop sister icon တွေကိုအမှတ်ချက်လာပေးမှသာလင်စခွင့်ပေါ်ရောက်ပါတယ်ရမယ်နော်အဲ့တော့အရင်ရေးကြည့်ပါဒီသင်ခန်းစာကအရင်ရေးကြည့်ပါတယ်နောက်ဆုံးဆရာရှင်းပြလိုက်တဲ့ theme က အရန်ကိုရေးကြည့်တယ် background သိတယ် color သိတယ် background သိတယ် low screen သိတယ် text bar သိတယ် font သိတယ်နော်ဘီဘေးဆိုမှာဒင်းဒါက personalization ကြောင်းရဲ့အချက်၅ချက်ပေါ့နော်အရင်ဘာရှင်းနေမှာကြတော့အချက်၇ချက်ရှိတယ်ဒီမှာအချက်၅ချက်ပဲရှိတယ်အဲ့ဒီမှာအဓိက main ကြတာဒင်းဒင်းကဘာကြောင့် main ကြလဲဆိုရင် system icon တွေကို desktop ပေါ်ကိုစက်ခွင်ပေါ်ကိုကွန်ပျူတာစက်ခွင်ပေါ်တင်မယ်ဆိုရင်တော့တင်းမှာလာပြီးတော့ထောက်ကြတယ် တင်းဝင်ထောက်တယ်ပြီးရင်ပါလေ desktop icon စတင်ဝင်ထောက်တယ်ပြီးရင်မှကြည့်ပြီးအလွတ်ရအောင်ခဏခဏလေးကြည့်ပါဟုတ်ပြီနော် okay အဲ့ဆိုရင်နော်ဇာတ်တွေ lesson 5 sorry busy 5မှာပြန်ဆုံမယ်အားလုံး bye bye